ယထာဘော်ကကူဆက်ခံရသူများဇလန်းအဆမှာတော့ stock share company ဝန်ထမ်းတယောက်ဖြစ်တဲ့စော့ဦးနဲ့စတင်ထားပါတယ်စော့ဦးဟာ manager တယောက်ဖြစ်ပြီးတည်င်းအခြေအနေကိုကြည်ရင်းနဲ့ share တွေကိုရောင်းထုတ်ဖို့ပြောနေခဲ့ပါတယ်တခြားဝန်ထမ်းကိုလည်းကလေးကိုပေးလို့ကောင်းတဲ့လက်ဆောင်ဘာတွေရှိလဲဆိုတာကိုမေးနေခဲ့ပါတယ်တကယ်တော့ဒီနေ့ကသူသမီးလေးရဲ့ចောင်းကီတာပွဲဖြစ်ပြီးဒါလေးတော့မသွားပေးနိုင်တဲ့အတွက်သူမိန်းမကအပြစ်တင်နေခဲ့ပါတယ်လက်ဆောင်တွေပေးတာထက်ကလေးကိုဂယုတဆိုင်အနီးကပ်နေပေးဖို့ပြောရင်ကလေးနဲ့အတူဘူဆန်ကိုလာဖို့ခေါ်နေခဲ့ပါတယ် အိမ်ပြန်ရောက်တော့တမီးလေးဖြစ်သူစုဝံကအမေဖြစ်သူနဲ့ဖုံပြောနေခဲ့ပါတယ်။ဆော့ဝူလည်းဘူဆန်ကိုသွားတော့သွားကြမယ်ဒါပေမဲ့အလုပ်တွေရှိသေးလို့ခဏတော့နေပါဦးဆိုပြီးပြောနေခဲ့ပါတယ်။ဒီလိုနဲ့စုဝံလေးကိုနှစ်သိမ့်ဖို့လက်ဆောင်ထုတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ရှိပီးသားဖြစ်နေလို့စုဝံလည်းစိတ်ညစ်နေခဲ့ပါတယ်။စုဝံကဘူဆန်ကသူ့အမေစီပဲသွားခြင်းကြောင့်ပြောနေပြီးဆော့ဝူလည်းတမီးလေးရဲ့စိတ်တိုင်းကြဖြစ်အောင်မနှက်ပြန်သွားဖို့စီစဉ်ပါတော့တယ်။တကယ်တော့ဆော့ဝူကအိမ်အောင်ွယ်ဖြစ်ပါတယ်။ အမြဲအလုတ်ရှုံနေပြီးအလုတ်ကိုသာအချိန်ပေးတတ်လေးရှိတဲ့ဆော့ဘူးကိုသူ့အမေဖြစ်သူကပြန်ချော်ပြီးအစဉ်ပြေအောင်ညှိနှိုင်းဖို့တိုက်တွန်းနေခဲ့ပါတယ်။မနက်စောစောဘူဆန်ကိုသွားဖို့ကားနဲ့ထွက်လာခဲ့ပါတယ်။မနေ့ကဂီတာပွဲကိစ္စပြောရင်သူ့သမီးကိုသူကဂီယူဆိုင်ချောင်းပြောပြနေခဲ့ပါတယ်။လန်ခူးလက်မှာတော့မိသက်ကားတွေလူနာတင်ကားတွေရဲကားတွေဖြစ်သွားနေခဲ့ပြီးမလန်းမကန့်မှမိလောင်နေတာပဲဖြစ်ပါတယ်။ဆော့ဘူးလည်းဘာမှမဖြစ်ပါစေနဲ့ဆူတောင်းရင်းယထာဘူတာကိုရောက်လာခဲ့ပါတယ်။ယထာဘုံမှာတော့ဘေ့စ်ဘောအဖွဲ့ရှိရာသို့ကောင်မလေးတယောက်လမ်းလျှောက်လာခဲ့ပါတယ်။ သူကဘဘွားဖွဲ့ဝင်တယောက်ဖြစ်ပြီးဘေ့စ်ဘောကစားသမားယုံကုကိုသဘောကျနေသူပဲဖြစ်ပါတယ်။ဆော့ဝူလည်းဖုန်းပြောရင်းယထာဘောရောက်ချိန်မှာတော့မတင်ကားစရာမင်းကလေးတယောက်လည်းယထာဘောတက်လာခဲ့ပါတယ်။ယထာထွက်တော့မှဖြစ်လို့တကားရီလည်းပိတ်လိုက်ပြီးစားထွက်ချိန်မှာတော့စူဝမ်ကဘူတာမှာထူးထူးဆန်းဆန်းလုံနေတဲ့လူကိုတွေ့လိုက်ပါတယ်။အဖေဖြစ်သူကိုပြောချင်ပေမဲ့အိပ်ပျော်နေလို့မပြောပြခဲ့ပါဘူး။ယထာအတွဲတစ်ခုရဲ့အိမ်သားတစ်ခုမှာတော့မတင်ကားစရာမင်းကလေးကပေါင်ကားထိခိုက်တံရကိုအဝေ့စီနေခဲ့ပါတယ်။ စူဝမ်တို့ရထားထဲမှာတော့လူတယောက်ကအင်တာထဲမှာမတင်ငါစရာလူတယောက်ကိုတွေ့တယ်ပြောလို့အတွဲဆောင်လဲသွားစစ်ဆေးခဲ့ပါတယ်။စူဝမ်လည်းအင်တာသွားဖို့ထားကြည့်ချင်းအင်တာထဲမှာတော့အင်ဂျီယာမဲတယောက်ဖြစ်နေခဲ့ပါတယ်။စူဝမ်လည်းတခြားအတွဲကအင်တာသွားပေမဲ့ဆောင်းဝါဆိုတဲ့လူထွားကြီးနဲ့တွေ့ပြီးအင်တာကလူရှိလို့သွားချင်ရင်ဟိုဘက်ကိုသွားဖို့ပြောခဲ့ပါတယ်။ရထားတွေရဲ့တနေရာမှာတော့မတင်ငါစရာမင်းကလေးတယောက်လဲကြနေပြီးတက်နေတဲ့လက္ခဏာမြင်တော့အတွဲဆောင်ကောင်မလေးကကူညီဖို့စူးစမ်းပါတော့တယ်။ အတွဲဆောင်ကောင်မလေးကလည်းတက်နေတာထိမင်းရတဲ့အတွက်တခြားအတွဲဆောင်ကိုဖုံးခေါ်နေချိန်မှာတော့အနောက်ကထလာပြီးရန်ပြူပါတော့တယ်။စော့ဦးလည်းနိုးလာပြီးဘေးမှာသူသမီးမတွေ့လို့လိုက်ရှာနေခဲ့ပါတယ်။မတင်ကားစရာမိန်းမကအတွဲဆောင်ကောင်မလေးကိုဂုတ်ကတက်ခွစီပြီးဘေ့စ်ဘောအပွဲရှိရာအတွဲသို့ဝင်ရောက်လာခဲ့ပါတယ်။အကုံလုံးလဲဘာမှမသိတာကြောင့်အံ့ဩနေခဲ့ပါရယ်နောက်တော့မှအိမိမကဘေးကလူတွေကိုပါရံပြူလို့အကုံလုံးထွက်ပြေးကြပါတော့တယ်စော့ဦးကတော့သူ့သမီးဖြစ်သူကိုလိုက်ရှာနေခြင်းလူတွေထွက်ပြေးနေကြလို့ကြောင်တောင်တောင်ဖြစ်နေခဲ့ပါရယ် ဘာမှမသိတဲ့လူတွေစင်ကဲစင်ကဲကိုက်ဖြတ်နေတာကိုမြင်ပြီးသူတမီးရဲ့တန်ကြာမှာကလေးကိုပွေ့ချီကထွက်ပြေးပါတော့တယ်။ဆောင်းဝါဆိုတဲ့လူထွားကြီးရှိရာအတွဲကိုရောက်လာပြီးသူ့အကူအညီနဲ့ဆော့ဝူလဲလူအများရှိရာယထားတွဲကိုရောက်လာခဲ့ပါတယ်။လူတွေတော်တော်များများလဲဒီယထားတွဲတွေကိုရောက်နေခဲ့ပြီးဘာမှမသိတဲ့ခြေအနေတစ်ခုအတွက်မိငုံတွေထုံနေခဲ့ပါတယ်။အဲ့အချိန်အမေဖြစ်သူစီကဖုန်းဝင်လာပြီးသူမီးလေးကိုဆောင်းရှောက်ဖို့နဲ့မိမဖြစ်သူနဲ့ပြန်မိကြည့်နိုင်စေဖို့ကိုတုံတုံရီရီဖြစ်နေတဲ့အတန်နဲ့ပြောပြနေတဲ့အတွက်ဆော့ဝူလဲစိတ်ပူနေခဲ့ပါတယ်။ ဖုန်ပြောပြီးမှပဲဘူတာတစ်ခုကိုရောက်လာခဲ့ပြီးအပြင်ဘက်ကနေအကူအညီတောင်းနေတဲ့လူတွေကိုငေးကြည့်နေခဲ့ပါတယ်။တတင်းမှာတော့မြို့ပြတွေမှာယောဂကုသသူတွေကြောင့်ရုံရင်းဆန်ခတ်ဖြစ်နေကြောင်းမြို့နေပြည်သူတွေရဲတွေနဲ့ထိခိုက်ဒဏ်ရာရနေကြောင်းတချို့သောမြို့နယ်တွေကိုလော့ဒ်ဒေါင်းလုပ်လိုက်ပြီးဖြစ်လို့ဓာတ်တွေကိုထိမ့်သိမ်းဖို့အရေးပေါ်ချိန်နေကြညာထားကြောင်းအစိုးရဘက်ကအမြန်ဆုံးလှုပ်ဆောင်နေတာဖြစ်လို့အခြေမြင့်မရှိတဲ့ကောလာဟာလာတွေကိုနားမထောင်ဘဲအိမ်မှာပဲအေးဆေးနေဖို့ကြေညာခဲ့ပါတယ်။ မကြခင်မှာဘူတာတစ်ခုကိုရောက်တော့မှာဖြစ်ပြီးအဲ့ဒီမှာစစ်တပ်တွေကစောင့်နေမှာဖြစ်လို့ဘေးကင်းတဲ့အကြောင်းကိုယထားမောင်းသူကခီးတဲ့တွေကိုပြောပြခဲ့ပါတယ်။စောဟုကတော့လူတယောက်စီကနေမြို့တော်တော်များများလော်ဒေါင်းဖြစ်နေတာကိုကြားသွားပြီးသူ့အသည့်စီဖုံးဆက်ခဲ့ပါတယ်။အဲ့အချိန်လူထွားကြီးစောဟာတို့လင်မယားလဲကလေးလေးစုဝံကိုမုတ်ကျွေးရင်လူထွားကြီးမိမမှာကိုဝင်ရှိနေတာကိုပြောပြကရင်းနှီးသွားခဲ့ပါတယ်။ ဆော့ဟုကိုသူ့အသည့်ပြောပြပုံအရနောက်လာမဲ့ဘူတာမှာဘူတာရင်ပြင်ဘက်ကသွားရင်အနည်းရှိတယ်ဆိုတာကိုသိခဲ့ရပါတယ်ဘူတာကိုရောက်တော့ခီးတဲ့အကုန်လုံးလဲဘေကင်းမီတင်ပြီးမြို့ရင်းဘက်ကိုသွားခဲ့ပါတယ်ဆော့ဟုတို့သားဖာပဲရင်ပြင်ဘက်ကမသွားပဲကြွေသွားခဲ့ပါတယ်တကယ်တော့သူတို့ဘုတ်ကာကွယ်ပေးမဲ့စစ်တပ်ကအစားယောဂဘိုကူးဆက်ခံနေရပြီးအကုန်လုံးလဲထွက်ပြေးခဲ့ရပါတယ်ဒီတစ်ချိန်မှာလဲလူထွားကြီးနဲ့ဘေ့စ်ဘောအဖွဲ့သားတွေကူဝင်နေတဲ့အကုန်လုံးရထားပေါ်ပြန်ရောက်ခဲ့ပြီးစောစောရောက်တဲ့လူတွေကတတွေ့လူထွားကြီးမိမနဲ့စူဝမ်လေးနဲ့ကတတွေ့ လူသွားကြီးဆောင်ဝါရဲ့ဆော့ဦးရဲ့ဘေ့စ်ဘောကစားသမားယုံကူရဲကတွေ့လူစုကွဲကုန်ကြပါတယ်ဖြစ်ချင်တော့စူဝမ်လေးတို့တက်မိတဲ့အတွေ့ကကုဆက်ခံရသူတွေရှိတာကြောင့်အင်တာရဲဝင်ပုံနေခဲ့ရပါတယ်ယထာကလမ်းမဘဲဘူးဒါမမရက်ပဲဘူဆန်ကိုဇက်တိုက်သွားမှဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဆောင်ဝါလည်းသူမိမနဲ့ဆက်အွယ်ရပြီးဖြစ်ကြောင်းကိုစင်သိရလို့တွက်ခဲ့ဖို့လုပ်ပါတော့တယ်လက်ရှိသူတို့ကအတွေ့ကိုကနေသူမိမနဲ့တခြားလူတွေရှိတဲ့အတွေ့ဆက်သုံးတီတွားရမှာပဲဖြစ်ပါတယ်ဘေ့စ်ဘောသမားလေးစီကအတွဲ၁၅မှာကလူအများစုဝေးရအတွဲဖြစ်ကြောင်းသိခဲ့ရပါတယ်။ လမ်းမတွေ့တဲ့များတိုက်ခိုက်ခဲ့ပြီးကုဆတ်ခံရသူတွေကအမှောင်ထဲမှဆိုငြိမ်ငြိမ်လေးရှိနေတတ်တာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့အကုန်လုံးဘေကင်းကင်းနဲ့အင်တာထဲမှရှိတာကိုကဲထုတ်ပြီးနောက်2မိနစ်ဆိုရောက်တော့မဲ့လိုင်ကိုရဲ့အမှောင်ရေးကိုအသုံးချပြီးအတွဲ15ဖြစ်တဲ့လူအများစုဝေးရကိုသွားမှာပဲဖြစ်ပါတယ်။အကုန်လုံးအဆင်ပြေပြေသွားနိုင်ပေမဲ့တစ်ဖက်ကအတွဲ15ကတကားမဖွင့်ပေးတာကြောင့်ဂျာမန်ပိတ်မိနေခဲ့ပါတယ်။တစ်ဖက်မှာလည်းကုဆတ်ခံရသူတွေကတကားကိုတွန်းဖွင့်နေခဲ့ပြီးလူထွားကြီးဆောင်ဟာကဆွဲပိတ်နေခဲ့ပါတယ်။ တကားကိုခွဲပွင့်ပြီးအတွဲ15ကိုအလုံးအစင်ပြေပြေရောက်ခဲ့ပေမဲ့လူသွားကြီးဆောင်ဝါကသူမိမကိုစောင်းလျှောက်ပေးဖို့စော့ဦးကိုမှာနေခဲ့ပြီးသူမိမကိုလည်းသူတို့ကလေးလေးမွေးရင်ပေးဖို့နေမယ်ပြောပြရင်အနစ်နာခံနေခဲ့ပါတော့တယ်။စော့ဦးလည်းအတွဲ15ကလူကိုတကားပါလို့မဖွင့်ပေးလဲဆိုတာကိုပြဿနာရှာနေခဲ့ပြီးသူသားဖွင့်ပေးရင်အကုန်လုံးလွတ်နိုင်တယ်လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့အဲ့လူကသူတို့ကူဆက်ခံရသူတွေဖြစ်နိုင်တယ်လို့လိန်ညာပြောလို့ရှေ့တဲ့တွဲမှာသွားနေရပါတယ်။စော့ဦးကစူဝမ်လေးကိုနှစ်သိမ့်ပေးနေရင်အနောက်တွဲမှာတော့လူတွေတေကုန်ကြပါတယ်။ အဲ့ချိန်ရထားရက်သွားခဲ့ပြီးရှေ့မှာလမ်းဘိတ်တစ်ခုရှိနေတာဖြစ်လို့ဆက်သွားလို့မရတော့ဘူးလို့ပြောပါရယ်။သူတို့လုံနိုင်တာကကယ်ဆယ်ရေးအဖွဲ့လာတာကိုဒီရထားပေါ်မှာပဲစောင့်မလားတခြားရထားတစ်စီးနဲ့သွားမလားကိုရွေးချယ်ရမှာပဲဖြစ်ပါရယ်။အကုန်လုံးလဲရထားပြောင်းစည်းဖို့အောက်ဆင်းလာခဲ့ပြီးအမှတ်မတင်ရထားတစ်စီးဝင်တိုက်တာကြောင့်လူစုကွဲသွားပါတော့တယ်။စောဦးတို့ကအင်ချီယာမဲရဲ့အကူအညီနဲ့လွတ်မြောက်သွားခဲ့ပေမဲ့ဘေ့စ်ဘောကစားသမားတို့အတွေ့အကြုံကတော့ကူဆက်ခံလာရပါတယ်။ ဆော့ဝူတို့လည်းထွက်ပြေးနိုင်ခဲ့ပြီးယထာပြောင်းစည်းနိုင်ပေမဲ့မြပြလာတဲ့ကုဆက်ကံရသူတွေကယထာကိုဝိုင်းဆွဲနေလို့ယထာကရှေ့မြောက်ဘူးဖြစ်နေခဲ့ပါတယ်။ဆော့ဝူလည်းကျွန်တော်နဲ့ကန်ချပြီးယထာလည်းစိတ်ချလက်ချသွားနိုင်ခဲ့ပါတယ်။အဲဂျိန်းဆော့ဝူကယထာမောင်းကန်းကိုသွားကြည့်ချိန်မှာတော့ကုဆက်ကံရသူတယောက်ရှိနေခဲ့ပါတယ်။ဆော့ဝူနဲ့လူသားကြီးမိမပူပေါင်းတိုက်ခိုက်ခြင်းယထာဘော်ကတွန်းချနိုင်ခဲ့ပေမဲ့ဆော့ဝူလက်မှာဒဏ်ရာရခဲ့ပါတယ်။လူသားကြီးမိမနဲ့စူဝမ်လေးကိုယထာပရေအိုးရမဲ့ခလုတ်ပြခဲ့ပြီးစူဝမ်လေးရဲ့ငယ်ဘဝအမှတ်တရတွေစဉ်းစားရင်းယထာဘော်ကခုန်ချသွားခဲ့ပါတယ်။ တနေရာရောက်မှလမ်းပိတ်ထားတာကြောင့်နှစ်ယောက်သားအောက်ဆင်းပြီးလှိုင်ကိုတက်တက်လျှောက်လာခဲ့ပါတယ်။တစ်ဖက်မှာကစစ်တပ်ရှိနေပြီးကုဆက်ခံရသူအထင်နဲ့တနက်နေ့ပြစ်ဖို့စူးစမ်းပေမဲ့စူဝမ်လေးရဲ့တခြင်းတန်ကြောင့်စစ်သားတွေလာခဲ့ခြင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။